ဘဝဆိုတာအသီးခံဖို့ခြေလက်လာတဲ့အခြေမဟုတ်ပါဘူး။နံပါတ်၁လူတယောက်ရဲ့တဘာဝကို ပြောင်းလဲလို့မရပါဘူး။ဒါပေမဲ့သူနဲ့ကြားကအကွာအဝေးကိုတော့ကိုယ်စိတ်ကြိုက်လို့ချေလို့ခြောင်ဖို့ရွေးချယ်လို့ရပါလေ။နံပါတ်၂သူများရဲ့အကူအညီတောင်းတဲ့ဝင်ကိုထမ်းဖို့နေရင်ကိုယ့်ရဲ့ဘဝဆွမ်းအားတွေကိုစုပ်ယူခွင့်ပေးနေတာပါပဲ။နံပါတ်၃မလိုချင်တာကိုမလိုပါဘူးလို့ပြောရဲဖို့လေ့ကျင့်ပါ။တခါတလေညှင်းဆိုတာကကိုယ့်ကိုယ်ကိုပိုတိုလာစေတယ်။ ။နံပါတ်၄အလौဆိုတာတိကံမှုနဲ့ပတ်စံလဲတာမဟုတ်ပါဘူး။ကိုယ့်ရဲ့ကြွဉ်ဉ်မှုနဲ့အလဲလဲလောက်တာပါ။နံပါတ်၅ပျော်ရွှင်မှုရဲ့ပထမဆုံးခြေလှမ်းကကိုယ့်ရဲ့စိတ်ခံစားချက်ကိုတည်ဆာချီချီအတိမတ်ပြုဖို့ပါ။နံပါတ်၆ဒီကဘာပေါ်ကဘယ်သူမှပြည့်စုံတာမရှိဘူးကိုကိုကိုတခါတလေခွလွတ်တက်ဖို့တင်ယူပါနံပါတ်9မကြိုက်တဲ့အရာတွေဆိုရင်ချောင်းပစ်လိုက်ပါစိတ်ချမ်းသာမှုကအရင်ဆုံးလိုအပ်ပါတယ်နံပါတ်10ကိုကိုအပြစ်ချနေသူတွေနဲ့ဝေးဝေးနေပါ ကိုကိုတတောင်တတာဖြစ်စေတဲ့သူတွေကိုသာရှာပါနံပါတ်9အနားယူဖို့နီလန်းကိုတင်ယူပါဒါကကိုကိုကိုပြန်လဲရှာဖွေတွေ့ရှိဖို့အတွက်ပါနံပါတ်10ဘဝကိုအလွန်အမင်းတင်းကျပ်စွာ မထိရှုပ်ထားပါနဲ့ကိုကိုကိုချစ်တတ်ဖို့မိမသွားပါစေနဲ့နံပါတ်11ကိုကိုမလေးစားသူတွေနဲ့အတူမနေပါနဲ့ကိုကိုတန်ဖိုးထားသူတွေကိုသာဦးစားပေးပါနံပါတ်12ညာရင်သူဆိုတာကိုယ့်ရဲ့ကောင်းကျိုးဆိုးကျိုးနှမျိုးလုံးကိုတည်တူပါ ကိုအားနှဲ့ချက်ကိုလက်ခံတတ်ရင်သူများရဲ့ချိုးရင်းချက်ကိုလည်းနားလည်နိုင်လာမယ်နံပါတ်73ကိုတံမိုးကိုတီးမြင်ခြင်းဆိုတာငါမှမမမရှိဘူးဒါပေမဲ့ငါဟာငါပဲလို့ခံယူတတ်ဖို့ပါအားနှဲ့ချက်တွေများနေရင်တောင်ကိုကိုကိုလက်ခံပြီးချစ်တတ်နေဖို့လိုပါတယ်နံပါတ်74ကိုပြောရွှင်မှုရဲ့လမ်းကိုတွေးပြီးဆိုရင်လူမှုအတိုင်းအဝန်းကဒါမကောင်းဘူးပြောနေရင်တောင်အဲ့ဒီလမ်းကိုဆက်လျှောက်ပါကိုဟာတခြားသူတွေအတွက်အသက်ရှင်နေတာမဟုတ်ဘူးကိုပိုင်ဘဝအတွက်ပါကိုစိတ်ကိုအရင်ကယူဆိုင်ပါ သူများရဲ့အကြံဉာဏ်ထက်ကိုးကံစားချက်ကိုယုံကြည်ပါမလိုအပ်တဲ့ဆက်ဆံရေးတွေကိုဖျက်တောက်ပစ်ပါနေ့ရက်တိုင်းပြောရွှင်ပါစေ